ွဲတော်နဲ့ဆရာမလေးနဲ့ဤစပြသည်ရှင်ပြတွဲတော်ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာဆေရှာမလေးကိုချတယ်ဟုတ်တယ်ကျွန်တော်မင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာအတူးကဘလို့ဖြစ်လာတာဘလို့ပေါ်ပေါက်လာတယ်လို့ပြောကြပါအာအတူးကဘလို့ဖြစ်လာလဲဆိုတော့ဟွာလေကျွန်တော်အဲ့ ဒီကံကောင်းရိုက်တဲ့အချိန်တော့အဲလုံချင်းသွားကြည့်တယ်ပေါ့နော်အဲလုံချင်းသွားကြည့်တဲ့အချိန်အဲအဲ့မှာဘော်ဆိုင်ဆိုတဲ့မြို့အဲ့တော့ရောက်ဖြစ်တာဘော်ဆိုင်ဆိုတော့ဘော်ဘော်ဆိုင်ဘော်ဆိုင်ဆိုတဲ့မြို့သူကခဲဟိုးကနေပြီးတော့45မိနစ်လောက်ဆက်သွားတာပေါ့နော်ဟုတ်အဲ့မျိုးလေးရောက်အဲ့မျိုးလေးရောက်ပြီးတော့အဲ့မျိုးလေးကအဲ့လိုဘယ်လိုပြောမလဲလှလဲတားလှတယ်အဲပြီးတော့အဲသူ့မှာအဲ့လိုတေးစေးကတမျိုးလေးပေါ့နော်တားလှတယ်ပြီးတော့အဲ့မှာပဲအဲ့မျိုးမှာပဲအဲပြီးတော့အဲ့ မင်းတို့မင်းလက်ထက်တော်ကနဲ့တူတယ်အဲစောက်ခဲ့တယ်နှစ်တရာကျော်ရှိပြီပေါ့နော်အဲလိုရှေးဖုံကြီးကြောင်ရှိတယ်အဲဖုံကြီးကြောင်ကြီးကလည်းကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပဲကျွန်တော်ရိုက်ချင်တဲ့ပုံစံမျိုးလည်းမပါပါပေါ့နော်အဲ့ဒါနဲ့အတူရဲ့ဖုံကြောင်ဟုတ်ဟုတ်ဟုတ်အတူရဲ့ဖုံကြောင်ပေါ့အဲ့ဒါနဲ့ကျွန်တော်အဲဒီအဲ့မျိုးကလည်းဒါလာတော့အဲ့မျိုးလေးမှာငါရုပ်ရှင်တကားရရင်ကောင်းမယ်ဆိုပြီးတော့စိတ်ကူးဖြစ်တာပေါ့နော်အဲ့စိတ်ကူးကနေစပြီးတော့ပဲအဲဒီအတူဆိုတဲ့ရုပ်ရှင်ကစပြီးတော့ဖြစ်လာတာပါဟုတ်အဲ့တော့ ဟိုစမိုင်းလိုက်ခဲ့တဲ့ကားဆိုတာဖက်ကကားမြောက်တယ်ကံကောင်းရှိမယ်အဲကံကောင်းကံကောင်းပြီးတော့ဆိုမီယာမောင်းဆိုမီယာပြီးတော့အိမ်မက်ကာယံအိမ်မက်ကာယံပြီးတော့အဲအခုအတူပေါ့နော်အတူဂျုံတင်တဲ့ကားမှာပေါ့လေအတူကတော့ဒီနှစ်ထဲမှာဒါပရမအောင်ဆုံးဂျုံတင်တဲ့ကားပေါ့အတူကအခုဒီဒီနှစ်ထဲမှာပေါ့ဒီနှစ်ထဲမှာဟုတ်ဒီနှစ်ထဲမှာ ဒီနေ့တမယုံတယ်မျိုးဒီနေ့ဒီနေ့တမမှာအာဘလို့တဲ့ရောဘိုးကြီးတဲ့ရောမြင်ရရောပါသွားမှာတယ်မတိသေးပါဘူးအဲ့ဒါတော့ဟောဘိုးကြီးကလည်းရတာလားကအဲ၃စုပေါ့ဟုတ်ရှေ့မှာကဟိုဟာလေမုံဆွဲမှာတစုပြီးတော့ကန်ကောင်းမှာတစု အဲပြီးတော့ပြီးခဲ့တဲ့နှစ်ကအိမ်မက်ကာရမှာတဆူပါဟုတ်အဲ့တော့ဟိုကတဲမှုရှိရတယ်ဆိုတာပဲသိကြတာပါနော်ဟုတ်ဘလို့ကျိုးဆောင်အားထုတ်ခဲ့တယ်ဘလို့ဟိုရိုက်ကြည့်ခဲ့တယ်ဆိုတာဒါလေးကိုပိတ်ဆောင်လေးလေးပြောမယ်အဲ့ဒီကဘလို့သွားရတာဘလို့ဘလို့ခက်ခဲနေအစိမ့်ရရမ်းပါဟုတ်အိမ်မက်ပိုင်းနေကအဲ့အဲ့အဲ့ရှမ်းတောင်ဘက်ခေါ်မှာပေါ့နော်ရှမ်းတောင်ဘက်ကအဲကျွန်တော်အဲ့လိုကြိုက်တဲ့မြုခံတုံးလေးရှိတယ်အဲရိုက်လို့လည်းကောင်းတယ်ရိုက်လို့လည်းဒါအလှတယ်အဲအဲ့နေရာလေးတွေကပေါ့နော် ဒါတော့မှကျွန်တော်အတူရိုက်တဲ့အချိန်ကမိုးရင်ဖြစ်မယ်နဲ့တူတယ်မိုးရင်ဖြစ်တယ်သူကအဲ့လိုစောင်းနေပါလေဆိုရင်ဒီဇင်ဘာလို့ January ဆိုသူဆိုပို့ထားတယ်အဲအဲ့လို scenery ကတအားပွင့်ပြီးတော့ကြည့်ရတာအဲ့လိုအဲ့လိုမြူတွေပါရင်းနဲ့မနဲ့စောစောဆိုလေအဲ့အဲ့လိုမျိုးဟိုဘယ်လိုဟောမလဲ location ကအဲ့လိုဓာတ်ပြလို့အရန်ကောင်းတဲ့စင်းတွေရှိတယ်ပေါ့နော်အဲ့ဘက်ရှမ်းတောင်ဘက်ကအဲ့အဲ့ဟဲဟိုးတို့အောင်ပန်းတို့အဲပင်တရာတို့အဲပြီးတော့ရွာငံဘက်တွေ အဲအဲ့အဲ့ဘက်တွေကအဲ့ဒါကြောင့်ဟိုရိုက်ဖြစ်တာများပါတယ်ကျွန်တော်လည်းဟုတ်ဟုတ်တယ်ရိုက်ချင်ရဲ့ဒီလိုဆောက်ဖို့ရတယ် location ကဘလောက်အရေးပါလဲဘလောက်ကိုကြည့်ရပတ်မိုးပေးနိုင်တယ်လို့ပြောအဲသူကတော့ပတ်မိုးပေးတာပေါ့နော်ဟိုကြည့်တဲ့အချိန်မှာအဲ့လိုအရသာတစ်ခုရနေအောင် taste တစ်ခုရှိနေအောင်ပတ်မိုးပေးတာပေါ့အဓိကအရေးကြီးဆုံးကတော့ကျွန်တော်ရုပ်ရှင်မှာတော့ဇက်လန်းပေါ့ ်ဇက်လန်အရေးကြီးတယ်ပြီးတော့ဇက်လန်ပြီးတော့ဇက်ညွှန်းပေါ့နော်ဇက်ညွှန်းပြီးတော့မတရုတ်ဆောင်မှုအပိုင်းနေပေါ့ခရိုက်တာတယောက်ချင်းစီအတိုင်းတရုတ်ဆောင်တယောက်ချင်းစီအတိုင်းကလည်းအရန်အရေးကြီးတယ်မှာပါတာပေါ့အဲ့ဒါတွေပြီးတော့မှနောက် location တွေအဲဒီ composition တွေ location တွေ lighting တွေအဲ camera watch တွေ framing တွေအဲ့ဒါတွေကတော့ပံ့ပိုးတဲ့အပိုင်းနေပေါ့နော်ဒီရုပ်ရှင်ကိုပို့ပြီးတော့အသက်ဝင်လာစေတယ်ပို့ပြီးကြွာလာစေတဲ့အပိုင်းနေပေါ့ဟုတ်ဟိုရတဆိုလို့ကျွန်တော်တို့ပြောရတာပေါ့နော် ဟုတ်ကဲ့ရတတ်ဆုံးဖြစ်အောင်ပေးတတ်လေရတတ်ဆုံးဖြစ်အောင်ဟာဘလိုလိုရိုက်ခဲ့ကြတာလဲဟာဘလိုလိုဟာတာတွေဆက်ခဲ့ရဘလိုအလွဲတွေရောဒီလိုလိုဖြစ်ခဲ့တာလဲဟုတ်ဒီအတူရဲ့ဇလန်းပုံစံပေါ့နော်သူကတော့အဲ့လိုဟိုချစ်စရာကောင်းတဲ့ပုံစံလေးပါအာပြောမယ်ဆိုကားရဲ့ပုံစံပြောမယ်ဆိုရင်တော့ romance drama ပုံစံမျိုးပေါ့နော်ဒီရုပ်ရှင်အမျိုးအစားကတော့ romance drama ပုံစံမျိုးအဲကားထဲမှာတော့ဒီအတူးဆိုတဲ့အဲဖုန်ကြီးចောင်းသားកောင်လေးပေါ့ ိုက်ကောင်လေးနဲ့ဒီမျိုးကိုတာဝန်ကျလို့ပြောင်းလာတဲ့အဲဆရာမလေးအဲသူတို့နှစ်ယောက်ရဲ့ဒီမျိုးလေးမှာတွေ့ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုကိုဟိုအခြေခံပြီးတော့ဇလန်းတည်ထားတာပေါ့ဟုတ်ဟိုဒီအတူနဲ့ဆရာမလေးဆောင်းမလေးနေရာမှာမြန်မြန်နဲ့ပုံမှန်တာအမျိုးရိုးရိုးတာလေကျွန်တော်အဲ့ဒါကဇလန်းခုနဇညွန်းစပြီးတော့တိဆောက်တဲ့အချိန်ပေါ့နော်အဲအဲ့ဒီတုန်းကအဲကျွန်တော်အဲ့ဘောဆိုင်ကိုပြန်သွားတယ် ြန်သွားပြီးတော့ဇန်ညုံရေးတာကကျတော့ဒီတီထောင်ရေးတာအဲသူ့ဘာခေါ်သွားတာခေါ်ပြီးတော့အိမ်မျိုးမှာအဲကျွန်တော်၄ရက်လောက်ပြန်သွားနေပြီးတော့အဲဇန်ဇန်ညုံကိုပြန်ပြီးတော့အကုန်လုံးအထိုင်ချတာပေါ့နော်အိမ်မျိုးမှာသွားတယ်သွားပြီးတော့ဒီတီကိုဘာခေါ်သွားပြီးတော့အဲသူနဲ့ကျွန်တော်နဲ့ကျွန်တော်အဖွဲ့ရလူတွေနဲ့သွားပြီးတော့ဇန်ညုံအချောသက်ပြန်ရေးတယ်အိမ်မျိုးမှာအဲ့ဟိုလိုကေးရှင်းပေါ်မှာမူတည်ပြီးတော့ဇာညင်းကိုပြန်ရေးတာပေါ့နော်ဟုတ်လားကျွန်တော်ကလိုကေးရှင်းနဲ့ ကြည့်ပြီးတော့နောက်ထပ်ဟိုဖြည့်လို့ရတာဟုတ်တယ်ဗျဟုတ်တယ်ဟုတ်တယ်ဗျဟုတ်တယ်ဗျအဲဒီဒီ location ပေါ့အတူရဲ့အဲဘုံကြီးကျောင်းပုံစံပြင်သူနေတဲ့နေရာပြီးတော့ဆီယမာလေးရဲ့စေကံအဲပြီးတော့အလွတ်လဲ့ရင်းဒီပွဲတွေလုံးမဲ့နေရာတွေပေါ့နော် location ပေါ့မူတည်ပြီးတော့ဇန်ခင်းကိုပြန်ပြီးတော့အချောတတ်တာပေါ့နော်အချောတတ်တဲ့အပိုင်းကိုအပြန်ပြီးတော့တွားလုတ်ဖြစ်တယ်ပေါ့တွားလုတ်ပြီးတော့ဒီဇန်ညွန်ရေးတဲ့အချိန်မှာတည်းရအောင်မှအတူးဆိုတဲ့အဲနေရာက အကုံမြင့်မြတ်ကိုမြင်ပြီးတော့ဇန်ညောစာရေးရရေးထားတဲ့ character ပေါ့နော်အတူနေရပြီးတော့ဆရာမလေးနေရာကလည်းအဲ့လိုပဲအဲဒီနေရာကလည်းပိုးမြင်ပြီးတော့သူ့ကိုတည်ပြီးရေးထားတာပေါ့နော်အဲ့တော့မရိုက်ခင်တည်းကအကုံမြင့်မြတ်နဲ့ပိုးနဲ့ကိုပဲအဲတည်ပြီးတော့ရေးထားတဲ့ဇန်ညောမှာအလိုအပတ်တရားတွေရှိနေတာဒါပြီးတော့ဒီမှာပဲအခုလောရတဲ့ဒုညက်ကလည်းတာကောကလုတ်တက်တယ်ပြီးတော့လိုက်တက်တယ်ဟောဘိုးမိသားကျတော့သူကိုယ်တိုင်ကဆောင်းပြနေတယ်ဆိုတော့ဒါပိုလိုက်ခက်တယ်လို့ပြောပါတယ် ်ဟုတ်တယ်ဗျဟုတ်တယ်အဲ့ဒါအကြောင်းမလို့ဟိုပြောမယ်ဆိုတော့လည်းဒီဟိုအကူကတော့ဟိုပါဘောနော်ဟိုဒီလို character တွေရော drama အဲ့လိုဒီလို drama အမျိုးအစားတွေရောပြီးတော့ heavy drama တွေရောအကူဟိုပိုင်နိုင်ပြီးသားလူကိုအဲ့တော့အကူနဲ့အတူနဲ့ဆိုတာလည်းလိုက်ဖက်နေတယ်ပြီးတော့ဆရာမလေးနေရာကလည်းကိုးနဲ့အဲ့လိုလိုက်တယ်လို့ခံစားနေရဆိုတာသူကလည်းတကယ်ဆရာဝန်ဖြစ်တာလည်းပါတယ် အဲပြီးတော့ဟိုသူ့ပုံစံလေးကလည်းအဲ့လိုချစ်စရာ ကောင်းနေပေါ့နော်အဲအဲ့တော့ပို့ပြီးတော့ဟိုဟိုကွန်ဘိုဖြစ်ပြီးတော့ဟိုကမ်မစီမီရယ်လို့ပို့ပြီးခံစားရပါတယ်ဟိုဆက်မလေးကလည်းသူဟိုပြည်ပြာပြောက်ဟုတ်တယ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 ်တွေ့တွေ့ချင်းတွေကအတူဆိုတဲ့ကောင်လေးတွေ့တွေ့ချင်းတွေကအဲ့လိုရင်ခုန်စရာကောင်းတဲ့ပုံစံမျိုးလေးပေါ့နော်သူတွေ့တွေ့ချင်းတွေကကြွေွားတဲ့အဲဆီယာမာလေးရဲ့ပုံစံကလည်းအဲ့လိုပုံစံတကယ်ဖြစ်နေတယ်ပေါ့ ်အဲ့တော့တွေ့တွေ့ချင်းရထားပေါ်မှာဆက်ကြအဲ့တော့တွေ့တွေ့ချင်းနားလိုက်ပြန်ဒါတော့ဟိုပါပေါ့တူးနဲ့ဆရာမလေးနဲ့နှစ်ယောက်အတူရင်ခုန်သွားတဲ့ဆင်းလေးပေါ့နော်အဲစာတွေ့ပြီးတော့သူတို့နှစ်ယောက်တွေ့ကြပြီးတော့ရင်ခုန်သွားတယ်ဆရာမလေးကသူအာတစ်ဖက်သက်တွေ့တွေ့ချင်းညာကြိတ်ပြီးကြိုက်သွားတယ်စိန်လေးပေါ့အဲ့ဒါလေးကိုပုံပေါ်ထားပါဟုတ်ကဲ့ဒီပေါ်မှာရကျွန်းထဲမှာဟိုမှာပေါ်စားမှာအမှတ်တရတွေပါလိမ့်ကြည့်တယ်အမှတ်တရတော့အတူမှာရှိတော့ကျွန်တော်ရိုက်နေတဲ့အချိန်မှာ အဲဒီမိုးတွေတအားများပြီးတော့လေအဲရေကြီးတယ်အဲကလောဘတ်တွေအိပ်ဘတ်ချမ်းတွေပေါ့နော်အိပ်ဘတ်ချမ်းတွေရေကြီးပြီးတော့လမ်းတွေပြက်အာလမ်းတွေပြိုးအဲ့လိုလေအဲ့ရေကြီးတဲ့အချိန်ပေါ့ပြီးခဲ့တဲ့နှစ်ကလေအဲ့အချိန်မှာကျွန်တော်တို့ရိုက်ထားတာကြိုက်တဲ့အချိန်မှာလည်းပြောမယ်ဆိုမိုးကလည်းအဲအိမ်မုံတိုင်းဖြစ်တဲ့အချိန်မှာတော့များတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ရိုက်တဲ့နေရာမှာတော့မဖြစ်ဘူးအဲ့ကျွန်တော်ကနေတာအဲဟဲဟုံးမှာနေတယ်ပေါ်ဆိုင်အောင်သွားရိုက်တယ်အဲရိုက်နေတဲ့အချိန်မှာ ဟိုမိုးရွာတာလောက်ပဲရှိတာပေါ့เนาะကျွန်တော်ရိုက်တဲ့နေရာမှာတော့လမ်းပြတ်တာတွေမြေပြူတာတွေအဲ့လိုတွေမဖြစ်ဘူးဟိုဒါပေမဲ့တရက်မှာမိုးများပြီးတော့အဲ့ဒီဟာကိုဖုန်းလိုင်းတွေရောဖုန်းတာဝါလိုင်းတွေကျိုးကုန်တာလားမသိဘူးမိုးတွေများပြီးတော့လိုင်းတွေမရတော့ဘူးအဲ့တော့ဖုန်းလိုင်းလည်းမမိဘူး internet connection လည်းမရှိတော့ဘူးအာဒီရန်ကုန်ကလူတွေကတော့ကျွန်တော်တို့စိတ်ပူနေကြတာပေါ့နော်အဆင်ပြေရလားဆိုပြီးတော့အဲဒါပေမဲ့ကျွန်တော်တို့ကဟိုမှာကျတော့တိတ်ချာမသိဘူးဘာမှမဖြစ်ဘူးပဲထင်တာပေါ့ဒါပေမဲ့နောက်မှအဲ connection တွေပါပြန်ရတော့မှ အာဒီကလောဘတ်တွေမှာရေကြီးတာတွေမြေပြူတာတွေအဲ့လိုတွေဖြစ်အဒုက္ခရောက်တဲ့လူတွေလည်းဒုက္ခရောက်ကြပါတော့အဲ့အတီတော့မှကျွန်တော်နောက်ရကြတော့အဲ shooting break ပြီးတော့မရိုက်တော့ဘဲနဲ့အဲ့မှာအဲကလောမှာအလှူတွေပါတွေသွားပြီးတော့အာကျွန်တော်တစ်ခွက်လုံးသွားလောက်ကြသေးတယ်ပေါ့နော်အဲ့ဟာလည်းအမှတ်တရတစ်ခုပါပဲဟောဒီနေ့မှာဘုံကျောင်းမှာလူပြည့်တဲ့အစီအစဉ်ကဒီနေ့ဆင်မှာပါလိမ့်ပါမယ်အာဒီနေ့ကတော့ကျွန်တော်ဒီမှာဒီပုံပုံလို့အဲဆုံးကတ်တယ်ခုနကတော့ကတ်ပြီးတော့ဒီမှာရှိတဲ့ ဒီကလေးအဲကလေးတွေပေါ့နော်900ကျော်လားမသိဘူးအဲ့ကလေးတွေကိုဟိုကနေ့လယ်စာကျွေးတဲ့အစီအစဉ်လုပ်တယ်ပြီးရင်ကလေးနဲ့အဲကိုမြတ်တို့ပိုးတို့နဲ့ကျွန်တော်အတူမှာပါတဲ့အဖွဲသားတွေအကုန်လုံးပေါ့နော်ပြီးရင်ကလေးတွေကိုကျွန်တော်အတူရုပ်ရှင်ကားကိုသူတို့နဲ့တူတူသူတို့ပြဖို့အစီအစဉ်ရှိတာပေါ့နော်ဘလို့ပြောဘလို့လုံးဖြစ်တာလဲဆိုတော့ဒီကားလေးကလည်းအမှန်တကယ်ဆိုရင်တော့အတူဆိုရဖုံးကြောင်းသားလေးပေါ့နော်သူ့ရဲ့ character လေးကိုအခြေခံထားတယ်အဲဆိုတော့ကျွန်တော်အစားတည်းကလည်းအတူကယုံတင်တဲ့အချိန်ညရင် ်ဖြစ်နိုင်တော့ဗော်ဆိုင်မျိုးသွားပြီးတော့အလူပြန်သွားလှုပ်ရှင်လာဒါပေမဲ့အခုယုံတင်မဲ့ရက်ကနီးလာတဲ့အတွက်ကြောင့်မလို့ဒီကြောင်းကြောင့်အဆင်ပြေရလေဟိုကလေးတွေကလည်းနေရကလေးလည်းအများကြီးပဲအဲ900ကျော်လောက်ရှိရဆိုတော့ဒီမှာပဲလှုပ်လိုက်တော့မယ်ဆိုပြီးတော့ကျွန်တော်တို့အတူအဲရုပ်ရှင်အလူဆိုပြီးတော့ဒီမှာဒီကြောင်းမှာလှုပ်ဖြစ်တာပါခင်ဗျဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ